မင်္ဂလာပါဒီနေ့တော့ဒီမှာဒါနေမျိုးအစုံပေါ့နော် လူမျိုးစုံဟင်းဖြစ်ပါတယ်ဒုစရာကြတော့ဒီမှာအချစ်တီးပေကလာဟင်းလေးချက်ထားပါတယ်မှုမှုလေးပေါ့နော်ဒါမဲ့ပြင်တော့သိန်းတို့ဘာလို့တော့မရှိဘူးဟိုနန်းနန်းစည်းတို့နောက်ကတော့ဗာလဲပင်းနတာစည်းတို့တော့မရှိလို့ဒါရှိတယ်လို့လည်းဖြစ်တယ်လို့လေးအစုံချက်ထားပါတယ်ဒါကတော့ဒီချစ်တီးပေကလာဟင်းဖြစ်ပါတယ်ခင်ဗျာပြေခါကြတော့ဒါကကြတော့ငါးကြော်နှက်ပေါ့နော်ဒါမဲ့ညူတီးအကျန်းဖတ်ဖို့မရှိလို့ဒါအချိုလေးပါပဲငါးကြော်နှက်ကလေးရဲ့ အဲပြီးတဲ့ခါကျတော့ဒါကတော့ဒဝေငပိတုတ်ဘိငပိတုတ်ပေါ့နော်အဲမှာဒါဘိငပိတုတ်လေးပါခင်ဗျာအဲ့တော့ဒီဟာလေးနေဆားမှာဖြစ်ပါတယ်အဲ့တော့ဒီဟင်းတွေကိုဘယ်လိုချက်တယ်လဲဆိုတော့အားလုံးကကျွန်တော်တို့လိုက်ပါစီမျောကြည့်ပါအောင်ခင်ဗျာ ပထမဆုံးချက်တီဘဲကလိုင်းလေးချက်ဖို့အတွက်ကလဘဲကိုတ냐ရေစိန်ထားရမှာဖြစ်ပါတယ်။ရေစိန်ထားတဲ့ဘဲတွေကိုရေစိန်တက်ဆင်ပြီးဆိုရင်တော့ဘဲကိုရေမြောင်းအောင်ထည့်ပြီးတော့ပြုတ်ပေးရမှာဖြစ်ပါတယ်။ပြုတ်တဲ့နေရာမှာစတီဇုံလေးတစ်ချောင်းထည့်ပြုတ်လို့ရှိရင်ဘဲနူးတာမြန်ပါတယ်။ဘဲကဝေလဲမကြောက်ဘူးပေါ့နော်။အခုလိုမျိုးရေလေးခန်းလာပြီဆိုရင်ရပါပြီ။ရေထက်မထက်ရပါဘူးနော်။ရေထက်တဲ့လို့ရှိရင်ဘဲကဆက်တော့ဆက်တော့ဖြစ်ပြီးတော့မနူးတော့ပါဘူးခင်ဗျာ။အဲ့ဒီဘဲလေးတွေကိုပြီးရင်အဲ့လိုထောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ပြင်းတော့မကြီးသေးကိုရေစိန်ထားရမှာဖြစ်ပါတယ်။ချက်တုံနီတွေကိုလည်းပပပပလေးလှိထားရမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါကတော့တီးတော်ဘဲကလာရွေးမှာပါဝင်တဲ့တီးရွက်ဆောင်ဖြစ်ပါတယ်။ကိုကျိုင်းနှစ်သက်တဲ့အတီးရွက်တွေကိုထည့်လို့ရပါတယ်။ကျွန်တော်ကတော့အာလူတို့ပိန်းနေသီးတို့ခရမ်းချွတ်သီးတို့ပန်းကော်ဘီပွင့်တို့ခေါ်ဘီဒုတ်တို့ကိုထည့်ထားပါတယ်ခင်ဗျာ။ပြီးရင်တော့ဂျင်းနဲ့ချက်သွန်ဖြူတွေကိုလည်းထောင်းထားပေးရမှာဖြစ်ပါရဲ့ခင်ဗျာ။ဘဲကလာရင်မချက်ခင်မှာအရင်ဦးဆုံးငားလေးတွေကိုကြော်ပါမယ်။ရေစေးတက်စင်ထားတဲ့ငားတွေကိုစနွမုတ်ရဲ့စားရဲငံပြရဲ့ထည့်ပြီးတော့တမမြတ်တာအောင်နေပေးရမှာဖြစ်ပါရဲ့ခင်ဗျာ။ပြီးရင်တော့အိုးတွေကိုစီထည့်ပြီးတော့စီပူလာပြီးဆိုရင်ငားလေးတွေထည့်ကြော်ပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့အိုးထဲမှာချက်သွန်ညီကိုထည့်ပြီးတော့ကြော်ပါမယ်။ချက်သွန်ညီညွမ်းလာပြီဆိုရင်တော့ချက်သွန်ဖြူကိုထည့်ပြီးတော့ကြော်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာ။ကျက်သွန်ဖြူရောကျက်သွန်နေရောကျွတ်လာပြီဆိုရင်တော့ခုနကတော့ကြော်ထားတဲ့ငါးလေးနဲ့ပြန်ရောရမှာဖြစ်ပါရဲ့ခင်ဗျာအဲ့လိုလေးမှုလိုက်တဲ့အခါကျတော့ကျက်သွန်နဲ့မှုမှုလေးရေငါးကြော်ရေမှုလေးရေပို့ပြီးတော့စားကျင်စဖို့ဖြစ်သွားတာပေါ့ခင်ဗျာ ဲကလိုင်းချက်ဖို့အတွက်စတင်ပြင်ဆင်ပါမယ်။အိုးရဲကိုဖိထည့်ပြီးတော့ချက်သွန်ဖြူနေခြင်းထောင်းထားတွေကိုစီသက်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာ။ပြီးရင်တော့စနုံးမုတ်လေးထည့်ပေးပါမယ်။စီတတားလေးနွမ်းလာပြီဆိုရင်တော့ရုပ်သီးအောင်တွေမှုတ်ထဲမှာဖြစ်ပါရယ်ခင်ဗျာရုပ်သီးအောင်တွေမှုတ်တွေနဲ့မွှေးလာအောင်စီသက်ပြီးဆိုရင်တော့မဆလာထည့်ပေးရမှာဖြစ်ပါတယ်မဆလာနံလေးမွှေးလာပြီဆိုရင်တော့နူးဖို့ကြာတဲ့အသီးနှံတွေကိုအရင်ထည့်ပေးရမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ပိနေသီးတို့အာလူးတို့ခရမ်းသီးတို့ကိုအရင်ထည့်လိုက်ပါတယ်ခင်ဗျာ သီးနဲ့နေထပ်ပြီးသွားရဆိုရင်တော့အထအောင်မွေပြီးတော့အဖုံးလေးအုပ်ပြီးတော့အသီးရဲ့နူရတီထည့်ထားမှာဖြစ်ပါတယ်။ထည့်ထားတဲ့အသီးနဲ့နေလုံလိုက်လို့ဒါနှံ့သွားပြီဆိုလို့ရှိရင်တော့အရာသာအတွက်စားအနေငယ်ငန်းငယ်ပြိုင်အနေငယ်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်တော့အဖုံးအုပ်ပြီးတော့ပြည့်ထည့်ထားပေးရမှာဖြစ်ပါတယ်။ အခုလိုအသီးရအရည်တွေထွက်လာပြီးတော့အသီးရလည်းနူးစားပြုတ်လာပြီးဆိုရင်တော့နူးလွယ်တဲ့ပန်းကော့ဘီတို့အသီးရွက်တွေတို့ကိုထပ်ထည့်ရမှာဖြစ်ပါရယ်ခင်ဗျာပြီးရင်တော့အထက်အောင်မှုပြီးတော့ထပ်လုံးပြရမှာဖြစ်ပါတယ်ပြီးရင်တော့အားလုံးနူးဖို့အတွက်အဖို့အုပ်ပြီးတော့တခြားပြရအောင်မှာဖြစ်ပါတယ်ခင်ဗျာအသီးရွက်တွေလည်းနူးပြီးတော့အသီးရွက်တွေကအချိုရည်လည်းထွက်လာပြီးဆိုရင်တော့ကျွန်တော်တို့ပဲထောင်းထားတဲ့ပဲကိုထည့်ပေးရမှာဖြစ်ပါရယ်ခင်ဗျာထောင်းထားတဲ့ပဲကိုထည့်ပြီးသွားရင်ရေထည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကပဲနဲ့ရေနဲ့ကိုတခါလေးရောပြီးတော့ထည့်လိုက်ပါရယ်ခင်ဗျာ ဒါပေမဲ့ပြစ်နေသေးတဲ့အတွက်ကြောင့်ရေနည်းနည်းထပ်ထည့်လိုက်ပါရခင်ဗျာရေထည့်ပြီဆိုရင်တော့အဖုံးအုပ်ပြီးရောပြန်ထက်တဲ့ပေးအောင်မှာဖြစ်ပါရခင်ဗျာအသီးရွက်တွေနူးပြီဆိုရင်တော့မကြီးရေထည့်ပေးရမှာဖြစ်ပါတယ်မကြီးရေဟာအစောပိုင်းမှာမထည့်ရဘူးပေါ့နော်အသီးရွက်တွေနူးမှထည့်ရမှာပါတိမို့ဆိုလို့ရှိရင်အသီးတွေကမာဆက်ဆက်ဖြစ်သွားတတ်ပါတယ်အားကြောင့်အချင်းကိုနောက်ပိတ်ဆုံးမှထည့်ရတာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့အသီးရွက်စုံနဲ့အရန်အဟာရရှိပြီးတော့အရန်လဲချိုးအရန်လဲမွေးစားလို့လည်းအရန်ကောင်းတဲ့သီးရွက်စုံချစ်တီဘက်ကလာဟင်းလေးရပါပြီခင်ဗျာ ီးဆုံးဘက်ကလိုင်းနဲ့တွဲစားဖို့အတွက်ငပီတုပ်ပါမယ်ဒါကတော့ဘိတ်ကလာတဲ့ငပီတောင်အသင်စားငပီတောင်ဖြစ်ပါတယ်အဲ့ငပီတောင်လေးကိုချက်တော်စင်းလေးရဲ့ပအုံးကြီးလေးရဲ့ထည့်ပြီးတော့ရူရှင်းလေးနေပြရမှာဖြစ်ပါတယ်ငပီတုပ်လေးနဲ့မိဆိုရင်တော့အပေါ်ကဗစကြောင်လေးဖြူလိုက်ရင်အရန်ရတာရှိတယ်ငပီတုပ်လေးရပါပြီခင်ဗျာ။ Okay အဲ့တော့ဟင်းချက်နေလေကြည့်ပြီးသွားပြီဆိုတော့စားပါမယ်ကျော်လည်းဗာအရန်စားနေပါပြီ။ဒီမှာဒီပက်ကလာဟင်းကိုစားခြင်းညာတော်တော်ကြာနေပြီ။ကျေးဇူး။ဘူးလေး ပူတည်နေလို့မရသေးဘဲကလာဟင်းရဲ့သဘောတဘာဝကကြတော့ तू ကကြကြလေးတည်ပြီးရတယ်အဲ့ဒါမှဒီဟင်းရွက်ထဲကအချိုရလာတယ်ထွက်လာပြီးတော့မှဆက်လို့ကောင်းတော့ပေါ့နော်ဟင်းမင်းငပိတုတ်လေးပါကျွန်တော်တို့ငပိတုတ်တွေအားကြတော့ တမရသေးနဲ့တုတ်တာသူတို့ရထူးခြားကြကြတော့ပအုံးကြီးလေးနဲ့တုတ်တာဖြစ်ပါတယ်အပိုင်းကပီးတုတ်လေးနဲ့နဲပဟင်းလေးနဲ့ရှယ်ပဲ včere. Mm. ต่อที่เขาเนี้ย Sjekk. ลูกเนี่ยมาลูกเนี่ยพี่เอามาพี่ตกลีเนี่ยซะยังเก่าไหม လူလေးဆိုတော့ noo in อ่ะအဲ့မှာစားလို့ကောင်းလားอืมအခုလို့စားတော့လေဟိုတန်လေးဟိုကကပြည်လက်ခတ်ဖရားเจ้าလေအဲ့ဖရားเจ้าမှာတပင်းနဲ့ဆမ်းမင်းစားတယ်တက်တက်လုံးမစားအောင်ဈေးရောက်ပါอืม အရင်ကောင်းမယ်ဒီငပိတော့ကကြတော့သူကဟွာလေတကယ်ပုံမှန်တော့မယ်ဆိုငပိတွေဖုတ်ရမယ်ပြီးရင်စက်တော်ဖြူလီငုတ်သီးတွေအဲ့လိုမျိုးလှော်ပြီးမှထောင်းရမှာပေါ့ဒါပေမဲ့ဒါကကြ ready made ဘူးလေးအဲ့ ready made ဘူးလေးတော့ကွာပအုံးကြီးလေးနဲ့စက်တော်နီလေးရောလိုက်ရအောင်မယ်ကောင်းတယ်ဘာမှထက်ဆက်စရာမလိုဘူးတော်တော်လေးတမင်းမင်း ပဲကလာရင်ငပိတော့ကလေးငါးကြော့လေး嗯。 ရင်းစားလို့ကောင်းပါတယ်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာတတပါ